။လန်အိုနဲ့ပွဲကအမားရင်ကြောင့်အွန်နနာအနေအားစားထိုးဖို့ဒီကွန်မကိုပြန်စီကြလာတဲ့ United Fan များပရိသတ်များအားလုံးပဲမြင်လာပါခင်ဗျ။တင်ရတဲ့ Football Show စီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရင်မန်ချက်စတာ United ပရိသတ်တွေဟာဒီနေ့မနက်အစောပိုင်းကကစားခဲ့တဲ့ Europa League ပထမကြော့ပွဲစဉ်အပြီးမှာပင်အသင်းရဲ့ကွန်မအွန်နနာကိုအမြန်ဆုံးရှင်းထုတ်ပြီးတော့တခြားကွန်မတူနဲ့အစားထိုးဖို့အတွက်တောင်းဆိုမှုတွေပြုလုပ်လာခဲ့ပြီးဖြစ်ပါရင် အတန်အစား9နှစ်အရွယ်ကင်မရွန်လေရင်စင်ကိုသမဟာလိုင်ယွန်နဲ့ကစားခဲ့တဲ့ယောပါလိကွာတာဖိုင်နယ်ပထမကြော်ပွဲစဉ်မှာ United အသင်းအတွက်ပွဲထွက်ခွင့်ရရှိလာခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်မှာ United အသင်းဟာလိုင်ယွန်အသင်းကိုဥဆောင်ဂိုးသွင်းထုတ်နိုင်ခဲ့ပေမဲ့လည်းအွန်နာနာရဲ့တာတော်လေးလုံးမှုတွေကြောင့်ပွဲပြီးခံဒီမှာခြေပါကိုပြန်ပေးလိုက်ရပြီးတူးတူးနဲ့တည်ကြခဲ့တာဖြစ်ပါတယ်။ ။ ఓ နာဟာပွဲချိန်25မိနစ်မှာပဲ MNR ရဲ့ free kick ကိုဖမ်းမလို့ဖမ်းမလို့နဲ့ကျွန်တော်တို့လုံးနေခဲ့တာအကြောင်းဥဆောင်ကိုစတင်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ Prime Big Game မှာ Lenny Ro ကခြေပါကိုပြန်လဲသွင်းယူပေးခဲ့တာအကြောင်း United တို့တေးရလဲထွက်ပေါ်နေခဲ့တာပါ။ဒုတိယပိုင်း88မိနစ်မှာတော့ဇက်စီက United အတွက်ဥဆောင်ကိုပြန်လဲသွင်းယူခဲ့ပေမဲ့ပွဲပြီးကံဒီမှာအော်နာနာကဈေးထိုးခဲ့တာကြောင့်လိုင်ယွန်ဘက်ကအခြေပါကိုပြန်လဲရရှိသွားခဲ့တာဖြစ်ပါရင်ဒီပွဲပြီးမှာ United အသင်းရဲ့ဂရန်ဝင်ကွင်းလယ်ကစားသမားတယောက်ဖြစ်တဲ့ Postco ကိုယ်တိုင်ကအော်နာနာကိုအာမချောင်းတင်မှုဆိုပြီးတော့သတိပေးလိုက်ပြီးဖြစ်ပါရင် ကျွန်တော်အချင်းတော့အခုချိန်လောက်ဆိုရင်အိုနာနာတယောက်ဗဇက်ပိတ်ထားမိရင်ကောင်းသားလို့တွေးနေလောက်ပါပြီကိုသမားတယောက်အနေနဲ့သူပါရင်လုံနေမှန်းကိုမသိပါဘူးဘေးလာတဲ့ဂိုးတွေကလည်းစေးပြက်စရာကောင်းလုံးပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ် တကယ်တော့အိုနာနာပွဲမစားခင်တော့ကလိုင်ယွန်အသင်းဘက်ကိုလေးတိုက်ထားခဲ့တာဖြစ်ပါတယ်။အိုနာနာအနေနဲ့ United အသင်းဟာလိုင်ယွန်အသင်းထံအများကြီးတာတယ်လို့အားချောင်းထားခဲ့တာပါ။ဒါကြောင့် United အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်းတယောက်ဖြစ်သလိုလက်ရှိလိုင်ယွန်အသင်းရဲ့အဓိကကွင်းလယ်လူဖြစ်တဲ့မာတစ်ကကျွန်တော်လူတိုင်းကိုလေးစားပါတယ်။ဒါပေမဲ့အိုနာနာက United အသင်းသမိုင်းတစ်ယောက်အဆိုးအဆုံးကိုယ်တော်ပါဒီလိုအခြေအနေမှာသူ့အနေနဲ့အားမချောင်းသင့်ပါဘူး။ဒီစကားကို DK ရှမိုင်ကန်ဗန်နာစားလို့လို့ကိုယ်တော်မတွေပြောတာဆိုရင်လက်ခံပါတယ်ဗျာ။ အခုတော့ရေးချာကောင်းဆိုကိုသမားကပြောနေတာပါစောင့်ကြည့်ကြတာပေါ့ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါရင်တကယ်လဲအိုနာနာဟာမှာ1-3တက်ခဲ့တဲ့အတန်း United အသင်းရဲ့တမိုင်းတက်ရှောက်အဆိုးအဆုံးကိုသမားဖြစ်နေခဲ့တာပါလိုင်ယွန်ဘက်ကိုပေးလိုက်ရတဲ့နှကုန်းစလုံးမှာပြန်ပြန်အသင်းရဲ့ဂိုးသွင်းမှုကောင်းမွန်လွန်းတာတဲ့အိုနာနာကိုယ်တိုင်ကအသုံးမချတာကြောင့်ဂိုးတွေပေးလိုက်ရတာဖြစ်ပါရင်ဒါကြောင့် United ပရိသတ်တွေဟာဒီပွဲစဉ်အပြီးမှာပဲအိုနာနာကိုအမြန်ဆုံးရှင်းထုတ်ဖို့အတွက်အသင်းဘက်ကိုတောင်းဆိုသွားခဲ့ပြီးဖြစ်ပါရင်ပြည်သူတွေကအိုနာနာကိုအမြန်ဆုံးရောင်းချထုတ်လိုက်ပါတော့ဒီဂီယာကိုပြန်ခေါ်ပေးပါငါတို့လုံလောက်သွားပြီဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ် နောက်ပြိတဲ့တူကလည်းအောင်နနာဟာတော်တော်လေးကိုဆွေးရလုံးပါတယ်ဒီကီယာတော်မှဒီလိုမျိုးတစ်ခါမှမလုပ်ဖို့ဘူးဒီကီယာရဲ့အစိုးအဆုံးအချိန်ဟာအောင်နနာရဲ့အကောင်းဆုံးအချိန်တော်နီနီရှိနေပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်နောက်ပြိတဲ့တူကလည်း United အနေနဲ့အကြီးမားဆုံးအမှားတစ်ခုကတော့ဒီကီယာကိုရှင်းထုတ်ပြီးအောင်နနာကိုပြန်လည်ခေါ်ယူခဲ့တာပဲဖြစ်ပါတယ် United အနေနဲ့ဒီကီယာကိုဆက်လက်ထိန်းသိမ်းထားသင့်တယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ် အခြားပြိုင်ပွဲတူကလည်း United တို့ဒီဂီယာကိုပြန်ခေါ်တင်နေပါပြီ။ Onana ကိုအမြန်ဆုံးရှင်းထုတ်လိုက်ပါတော့။ဒီဂီယာကမှ Onana ထက်အများကြီးတာနေပါသေးတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါရင် United တို့တကယ်ပဲ Onana ကိုရှင်းထုတ်ပြီးဒီဂီယာကိုပြန်ခေါ်တင်ပြီလား။ဘယ်လိုများထင်မြင်မိပါသလဲ။ Comment မှာဝင်အောင်ဆွေးနွေးပေးသွားလို့ရပါရင်။